ี่เพ่นไหนล่ะเนี่ยชิคเลตอปอุซัวชีเล่แก็บพี่ตัวอีดานาวเล่แก็บพี่ตัวอีดาเมแก็บทาได้ดีไซน์หละลานี่นูมาพี่มาบลูปုံซันถั่วไลน์เลยซัวเมเนะดูๆจี้ไล่จ๋าเนาะอารมณ์แม้มิงลาวาชิม မေဖူဒီဘလော့ကနေကြိုဆိုပါရရှင်ဒီနေ့ပေါ့နော်စပြရဲဘလော့လေးမဟုတ်ဘူးဒါအခုလူတွေတော်တော်များများစိတ်ဝင်စားမယ်ပေါ့နော်မိအိပကံလေးတစ်ခုဖြစ်တယ်နောက်တစ်ခါကျတော့ဒါဟက်မိတ်ပေါ့နော်အခုမေရောက်ရှိနေတော့ဒါရွှေစည်းတော့ရှာလဲလဲတိုင်းလေးမှာသူကတပတ်မှာစနေနေ့နေ့နှစ်ရက်ပဲဒါလုပ်တယ်ပေါ့နော်ဘယ်လိုပြောမလဲ workshop workshop လေးလုပ်တယ်အစီအစဉ်လေးပေါ့နော်ကြိုက်ခုမင်းနဲ့တူတူဘယ်လိုအစီအစဉ်လေးတွေဘယ်လိုဟက်မိတ်လေးတွေဘယ်လိုမိအိပကံလေးတွေဆိုတာမင်းနဲ့တူတူချက်တော့ကြည့်ကြအောင်နော် ကန်ထပ်ပြီးရောဒါစတာလီယန်ကော်ဒက်ပေးနေပေါ့နော်ရွှေစည်းရောနဲ့ပူပေါင်းပြီးရောသူက workshop activity လေးဘလော့လေးလည်းတစ်ခုဖြစ်ပါရဲ့ရှင့်ကန်ခု workshop activity ဘလော့ပြင်နောက်ထပ်ခုသူကဒီလိုပေါ်ဝါလေးတွေပေါ့နော်ခုမေယိုလုတ်ပြပေးမယ်ဒီ eco print ဟာလေးကကြာဒီလိုပေါ်ဝါလေးတွေလုတ်ပြပေးမှာဒီလိုသဘာဝတိရွတ်တူလေးနဲ့ပေါ့နော်သဘာဝအယောင်လေးနဲ့သဘာဝခုလိုမျိုးလေးပေါ်ဝါလတ်လာလေးရဖို့အတွက်ပေါ့နော်အဲဒီမေယိုကခုဒါလုတ်ပြပေးမယ်ပြီးတော့ကြာသူကဒီပေါ်ဝါလေးလည်းရောင်းနေပေါ့နော်ဒီပေါ်ဝါလေးဆိုရင်လည်းမေယိုဒါ အဲပကန်းလာပြီပေါ့နော်လက်ဆောင်ပစ္စည်းပဲပေးလို့ပဲဖြစ်ဖြစ်အဲ့လိုပေါ့နော်ဘယ်လိုပြောမလဲကိုကိုတိုင်းပဲသုံးလို့ဖြစ်ဖြစ်ဆိုတော်တော်လေးလေးလှတယ်တော်တော်လေးလေးမိုက်တယ်ပေါ့နော်ကဲအခုဒီပွားလေးကိုဝယ်ယူဖို့ဆိုရင်တော့မေးရဲ့အခုဒီဗီဒီယိုလေးကို like and share လေးလုပ်ပြီးပေါ့နော် share ထားလေးကို screenshot ရိုက်ပြီးတော့ဒီ Starlian Cottage Page မှာချက်ပေါက်မှာသွားပြီးတော့ screenshot လေးကိုပြမယ်ဆိုရင် ဒီပဝါလေးရဲ့20ရာခိုင်နှုန်းပေါ့နော်20ရာခိုင်နှုန်းကို discount ပေးမှာပဲဖြစ်ပါရဲ့ရှင်။ဟောဆိုင်းမှာကိုတိုင်ကိုကြဝယ်ယူခြင်းတဲ့သူများအားလည်းပေါ့နော်။မိဆော့ဆော့ပြောထားတဲ့အတိုင်းဒီဗီဒီယိုလေးကို screenshot ရိုက်ပြီးပေါ့နော်။ဆိုင်းမှာဒီ screenshot လေးကိုပွားပြီးပြမယ်ဆိုရင်20ရာခိုင် discount နဲ့ပေါ့နော်ဒီပဝါလေးရရှိမှာဖြစ်ပါရဲ့ရှင်။ကြိုက်ခုမင်းနဲ့တူတူပေါ့နော်။ eco print လောက်တာလေးတွေ သွားပြီးတော့ချက်ချိလိုက်ကြရအောင်နော် eco printy ဆိုတာချိတဲ့ပိစာလေးတွေပေါ်မှာတဘာဝပေးတဲ့တည့်ရလေးတွေရဲ့အကြောင်းကိုရယူခြင်းပဲဖြစ်ပါရဲ့ရှင် eco printy လုပ်ခြင်းက၃မျိုးရှိပါရဲ့ရှင်တစ်မျိုးကတော့အကြောင်းထင်တဲ့အရွက်များကို eco print လုပ်ခြင်းနဲ့အကြောင်းမထင်တဲ့အရွက်များနဲ့ eco print လုပ်ခြင်းပြီးတော့ colorful brain D လို့ချင်းဆိုပြီးတော့သုံးမျိုးရှိတဲ့အထက်မှာအခုလုတ်ပြနေတဲ့နီလန်းလေးကတော့ colorful eco print D process လေးပဲဖြစ်ပါရဲ့ရှင်ဒီ eco print လုတ်ချင်းကတော့ပေါ့နော်မိုးရီမှာ acid ပြုတ်ပါဝင်တဲ့အတွက်ကြောင့်အရွယ်လေးတွေရဲ့အယောင်ထင်စေတဲ့ဆေးလေးတွေကိုအားနည်းစေတာကြောင့်မိုးရည်ဒီမှာဆိုရင်လဲ eco print လုတ်ချင်းကိုခဏနားရပါတယ်ရှင်ဟုတ်လုတ်ကြည့်လို့ရလားမသိဘူးဟုတ်ရတယ်ဗျအဲ့ဆိုလုတ်ကြည့်မယ်။မလေးဒါလေးရကြတော့ဒါဘာရွက်လေးကြီးလဲ။ဒါလေးရတယ်ကျက်ဆူ။ကျက်ဆူပေါ့နော်။ဒါလည်းတူတူပဲလားဒါလေးကျက်ဆူ။ဒါလေးကြအောင်။ဒါလေးရကနက် အကနကူရွက်ကလေးပေါ့နော်အဲအဲ့ဆိုအမလေးလှုပ်ကြည့်မယ်အခြားဘာရွက်လေးတင်လို့ရသေးတုန်းမက်ဆလီတင်လို့ရရင်နော်တောင်ဝင်းလှုပ်တာမဟုတ်ဝင်းရှုပ်တာ ဒီ eco printing workshop ဆိုရဲ့ရွေချက်လေးအပေါ့နော်တည့်ရလေးတွေကနေပြီးတဲ့ထူးခြားတဲ့ရလဒ်တွေကိုခံစားသိကျင်လို့ပဲဖြစ်ပါရဲ့ရှင်ကိုပတ်ဝန်းကျင်မှာရှိရဲ့ကိုတတိမထားမိရဲ့အရာလေးတွေကဘလို့အသုံးပြုလို့ရမလဲဆိုတော့ recycle လေးသဘောလေးလေးပါပါတယ်ရှင် ဒီ workshop လေးကို join တဲ့အခါမှာတော့ပဝါသုံးမဟုတ်ပိတ်စာလေးတွေပေါ်မှာကိုပိုင်စိတ်ကူးလေးတွေကိုတည့်ရွယ်လေးတွေနဲ့ပုံဖော်ပြီးတော့ကိုပိုင်လက်ရာလေးဖြစ်တဲ့ခြိရွယ်လေးတွေကိုကိုနဲ့တကားတဲ့အိမ်ကိုယူသွားနိုင်မယ်ဖြစ်ပါရဲ့ရှင်။စောစောတာဒါပဝါလေးပေါ်မှာပေါ့နော်မိကိုတိုင်းအရွက်ကလေးလေးကပ်ပြီးတော့ခုကအရွက်ကလေးလေးကပ်ပြီးသွားပြီဆိုတော့ဒါ plastic လေးလေးအုပ်ပြီးတော့မိ ਉਹ ကပေါင်းရပါမယ်ရှင်။ပေါင်းဖို့အတွက်ပေါ့နော်ဒီလို plastic လေးကပ်ပြီးတော့ဒီချာလေးတွေလိတ်ပြီးတော့ပေါ့နော်ခုလိုပြထားတဲ့အတိုင်းဂျူလေးလေးတခြားကျစ်နေအောင်ချီပြီးမှမိ ਉਹ ကပေါင်းမှပို့ပြီးတော့အ ဆင်ပြေပါမယ်ရှင်။ကဲခုမင်းနဲ့တူတူပေါ့နော်ထပ်ပြီးတော့ဆက်လက်ပြီးတော့ကြည့်လိုက်ကြရအောင်နော်။ဒါနောက်ထပ်မေယိုလောက်ထားပါတော့ယူကလစ်ကလေးရဲ့တကနဆိုးရွက်ကလေးရဲ့ပေါ့နော်ပြီးတော့ချက်ဆူရွက်လေးကိုထပ်ပြီးတော့မေဝကတ်ပြီးတော့ဒါနောက်ထပ်ပဝါတစ်ခုလေးပဲဖြစ်ပါရဲ့ရှင်။ဒါကကြတော့ညနေတာမလောက်တာအောင်။ဒါကကြပေါင်းတာပေါင်းတာပေါ့နော်ဆောဆောတီးရဲ့လေးတွေကတ်ပြီးတော့ဒါကပေါင်းတာပေါ့နော်။ မေဦးကပေါ့နော်ဒါပေါင်းတဲ့အချိန်မှာရပြီလားဆိုပြီးတော့လက်ကျဲအချိန်မှာပေါ့နော်နည်းနည်းလေးလိုသေးတဲ့အကြောင်းထပ်ပြီးတော့မေဦးကဖုံးအုပ်ပြီးတော့ထပ်ပြီးတော့ပေါင်းလိုက်ပါမယ်ရှင်ခုမေဝပေါ့နော်ဒီပေါင်းထားလေးကိုစောင့်နေတဲ့အချိန်မှာပေါ့နော်ဒီစာလီယံကောတဲ့ပေးရကိုတိုင်းရကန်းလုတ်ထားတဲ့ရကန်းစင်လေးကိုသွားပြီးတော့လေးလာကြည့်လိုက်ရအောင်နော် ုမြင်တွေ့နေရပေါ့နော်ဒါခြေလုံးလေးတွေရက်နေလို့ခေါ်မလားမသိဘူးပေါ့နော်ခြေလုံးလေးတွေရက်နေရပေါ့နော်ဒီလိုဘိန်းလေးတွေနဲ့မင်းကတော့ဒါခုပထမအောင်ဆုံးမြင်ဘူးတာပေါ့နော်ဒါရက်ကန်းရက်တာလေးတွေပကံမှာပေါ့နော်ရက်ကန်းရက်တာဆိုလို့မင်းကတော့ပထမအောင်ဆုံးမမြင်ဘူးတာပေါ့နော်အခြားနေရာလေးရှိချင်တယ်ရှိလိမ့်မယ်ပေါ့နော်ဒါကတော့မေးပထမအောင်ဆုံးမြင်ဘူးရဲ့ရက်ကန်းစင်လေးပေါ့နော်ပြီးတော့ဒီ eco printing လုပ်ဖို့ကပဝါလေးတွေကိုလည်းသူကဆိုင်ရက်ရက်ကန်းစင်မှာပဲကိုယ်တိုင်ကိုယ့်ရက်လုပ်တာပဲဖြစ်ပါရဲ့ရှင် အခုမရပါတော့ဒီကမေကိုတိုင်းလုပ်မယ်ဒီအင်ကြီးလေးပေါ့နော် eco print အင်ကြီးလေးကိုဒါမေကိုတိုင်းလုပ်မယ်ပြီးတော့ဘလူးပုံစံထွက်လာဆိုတာဒါမင်းနဲ့ကြည့်ကြည့်မယ်ဒီအရွက်ကလေးလုပ်မယ်ပေါ့နော်ဒါကတော့ပေါ့နော်မင်းရဲ့ the stallion contact ပြီးမှဒီမင်းရဲ့အင်ကြီးလေးကိုဝယ်ပြီးတော့ပေါ့နော်ကိုတိုင်းကိုရဲ့စိတ်ကူးစကန်လေးနဲ့အရွက်ကလေးကိုတေချာစီပြီးတော့မင်းရဲ့ဒါ ကတ်တိုက်တာပေါ့နော်အဲဒီကတ်ထားတဲ့အင်ကြီးလေးကိုဒါမေကတော့အိမ်မှာအမှတ်တရအနေနဲ့မေကယူသွားမှဖြစ်ပါရဲ့ရှင်ဒါကတော့မေကတ်ထားရွက်ကကနက်ဆူလေးရဲ့အဲချက်ဆူလေးရဲ့ပေါ့နော်ယူကလီရဲ့မေကတ်ထားမှာဖြစ်ပါရဲ့ရှင်အခုဒါမေကပေါ့နော်ဒီအင်ကြီးလေးတစ်ထည်ကိုမေကိုတိုင်းဒါအရွက်လေးကတ်တယ်ပေါ့နော်ကိုဆိုကရှေ့လဲကတ်ပြီးသွားပြီဒါနောက်လဲကတ်ပြီးသွားပြီဒါမေကတ်ထားတဲ့ဒီဇိုင်းလှလှလေးနေနောက်မှပြီးမှဘလို့ပုံစံထွက်လာလဲဆိုတာမင်းနဲ့တူတူကြည့်လိုက်ကြအောင်နော်အခုကတ်ပြီးသွားပြီဆိုတော့ဒါ black set လေးအုပ်ပြီးတော့ပြုတ်သွားပြီးတော့ပေါက်ပါမယ်ရှင်

ဒါလေးရပေါ့နော်မယူဆော့ဆော့ကလုတ်ထားတဲ့ပဝါလေးရဲ့ရက်လက်ကလေးပဲဖြစ်ပါရဲ့ရှင်။အယောင်သွေးလေးစုံကြီးရဲ့ရွက်ကလေးလည်းတော်တော်လှရပေါ့နော်။ဒါကတော့ဆော့ဆော့လုတ်ထားတဲ့ယူကလစ်ကလေးရဲ့ပေါ့နော်။ဒီကနေဆိုရွက်ကလေးရဲ့လုတ်ထားတဲ့ဒါပဝါလေးပေါ့နော်။ယူကလစ်ကသူ့ရဲ့တဘာဝအယောင်ကပေါ့နော်။ဒီလိုအပြာရင်းရင်းအယောင်လေးထွက်တဲ့ပေါ့နော်။အခုကမေယူဒါနောက်တစ်ထည့်ပေါ့နော်။မေယူအဲ့ဒီမှာ တနည်းရဲ့နယ်မြင်ရတော့ပဝါလေးတဲ့နယ်အင်ကြီးတစ်ထည့်ပြီးခဲ့တယ်ပေါ့နော်။တော်တော်လေးသဘောကျနေရဲ့။မေယူကဘယ်လိုပြောမလဲ။တော်တော်လေးလက်ကျိတ်နှစ်သက်တယ်ပေါ့နော်။ဘယ်လိုပြောဝါသနာတစ်ခုရရော ကိုယ့်ရဲ့ကိုလှုပ်ထားတဲ့ဒီစိတ်ကူးစိတ်ကဲနေနဲ့ပေါ့နော်ကိုယ့်ရဲ့အိုင်ဒီယာလေးကိုကိုယ်စိတ်တိုင်းကျလှုပ်ထားတဲ့ပဝါလေးတွေဖြစ်တဲ့အတွက်ကြောင့်ပေါ့နော်တော်တော်လေးလည်းသဘောကျရဲ့ရှင်ဒါကတော့ယူကလစ်အရွက်ကြီးပဲလှုပ်ထားတဲ့ပဝါလေးပေါ့နော်ယူကလစ်ကသူ့ရဲ့ဒီအရွက်ကို original ထွက်တဲ့အရင်ဟာခုလိုဒီလိုပြိုင်ရင်အရင်လေးထွက်တဲ့ပေါ့နော်အဲမင်းကတော့တော်တော်လေးသဘောကျတယ်ခင်ခုမင်းနဲ့တူတူပေါ့နော်ဆက်ပြီးတော့ကြည့်လိုက်ကြရအောင်ဒါကတော့နောက်ထပ်ပဝါတစ်ထည်ပေါ့နော်နောက်ထပ်ပဝါတစ်ထည်ကလည်းခုလိုမျိုးအရောင်သွေးလေးရပါပေါ့နော်တော်တော်လေးလေးစုံလေးနဲ့တော်တော်လေးလေးလှတယ်ပေါ့နော်တော်တော်လေးလေးကြိုက်နေတတ်တယ်အဲမေး ိုမျိုးပေါ့နော်ဒီလိုမျိုးဝါသနာပါရဲ့လူချိန်နေတတ်တဲ့လူဒီလိုမျိုးလှုပ်ချင်တဲ့လူဆိုရင်တော့ဒီစာလီယန်ကော့တက်ပီကိုသွားပြီးရောဒီအတီပတီဝက်ရှော့လေးကိုအသေးစိတ်မေးမြန်းလို့ရပါတယ်ရှင်ဒါပေါ့နော်မေအန်နီကလုတ်ထားတဲ့ပဝါလေးတယ်ပေါ့နော်ပဝါလေးတဲ့ဒီဇိုင်းမျိုးစုံအစုံလေးတွေပေါ့နော်ပြီးတော့ဒါမေကိုနိုင်လုတ်ထားတဲ့အင်ကြီးလေးရဲ့ ရလက်ကလေးရတော့ထွက်လာပြီပေါ့နော်အင်ကြီးလေးရတော့မင်းရတော့ဒါပေါင်ထားတဲ့ပေါင်ချင်းရနည်းနည်းလေးအချိန်လေးနည်းနေတဲ့အတွက်ကြောင့်အယောင်ကတော့စောစောပေါ်ွားလောက်တော့အရင်မတောက်ဘူးပေါ့နော်ဟာလိုက်အဲဒါခုမေကိုတိုင်းလှုပ်ထားတဲ့ပေါ့နော်ဒါအင်ကြီးလေးဒါမေကိုတိုင်းလှုပ်ထားတဲ့အင်ကြီးပဲဆက်လေးစိုးလိုက်ဒါတော့မှမင်းရဒါခုကနည်းနည်းလေးညနေစောင့်သွားလို့မလို့အချိန်လေးကိုနည်းနည်းလေးသောသွားရပေါ့နော်ဒီတဲ့အချင်းကြကြလေးထပ်ပြီးတော့ပေါင်းမယ်ဆိုတော့အယောင်ဒီတဲ့ပို့ပြီးတော့တောက်ပြီးတော့ဒီတဲ့ပို့ထင်တယ်ပေါ့နော်အခုပေါ့နော်ဒါမေတို့ဒီ Stallion Cottage ပိတ်နေပေါ့နော်မျိုးပူပေါင်းပြီးတော့ဒီအဲ eco print eco printer မျိုးလုတ်တဲ့ဟာလေးကိုပေါ့နော်အခုဒီ eco print ကိုလုတ်ချင်နေဆိုရင်ဒီ workshop ကိုလာပြီးတော့ join လို့ရတယ်ပြီးတော့သူအားလေအဲ workshop ကို join မယ်ဆိုရင်ပဝါပဝါတထည့်ရဲ့နောက်တစ်ခါကျပဝါမကြိုက်ဘူးမလို့ချင်မှုဆိုရင် तू อ่ะဒီအစပေါ့နော်ဒီလိုပိတ်စပိတ်စတကြိုက်ခွဲပေးရပေါ့နော်အဲအဲ့အဟိုကိုစိတ်ကြိုက်ကိုခုမေလိုမျိုးပေါ့နော်ကိုစိတ်ကြိုက်ဒီလိုကိုကိုတိုင်းဒီဇိုင်းဒီအရွက်ကလေးလေးလုပ်မယ်ဆိုပြီးအဲပြီးတော့ဒါအခု ဒါမေလောက်ထားတဲ့ဟာလေးပေါ့နော်ပြီးတော့ပြန်ယူထားလို့ရတယ်နောက်ခါကျတော့မေလိုမျိုးဒီလိုအင်ကြီးလေးလုံးမယ်ဆိုရင်သူစီမှာအင်ကြီးဒီဇိုင်းမျိုးစုံလည်းရှိတယ်စိုက်မျိုးစုံလည်းရှိရပေါ့နော်ဒါပေမဲ့အင်ကြီးကတော့သူတို့စီမှာရောင်းတယ်ပေါ့နော်ဒါကတော့ကိုယ့်ရဲ့ဒါဒီဇိုင်းပေါ့နော်ဒါအခုမေကိုတိုင်းလောက်ထားတဲ့ဒီဇိုင်းလေးမြင်ရတော့ဒါနှစ်သက်တယ်ပေါ့နော်အတိတ်ထပ်ပို့ပြီးအချိန်နည်းနည်းကြာမယ်ဆိုတိတ်ထပ်ပို့ပြီးအရောင်လေးကဒါအဆိုးတောက်နေဒါတောင်းတော့မှနည်းနည်းလေးအရောင်တောက်နေပြီကိုကအလင်းရောင်နဲ့ဒီနေရောင်ကြီးမရှိအောင်မလို့နည်းနည်းလေးအရောင်မိနေထင်ရလားတော်တော်လေးလှတယ်ပြီးမှအမေ၆သွားမှဒါဝက်ပြပေးမယ်ပေါ့နော် ကန်ခုမေလိုမျိုးပေါ့နော်ဒီအဲ eco print လုပ်နည်းပေါ့နော်ဒီ workshop ကို Italian Godet ပေးမှာပေါ့နော်လာပြီးတော့ join လို့ရတယ်ဒီစိတ်ကိုပေါ့နော်သိရှိနေနေဆိုရင်တော့ဒီ Italian Godet page မှာသွားပြီးတော့ဖုန်းဆက်တို့လည်း၎င်းဒါမှမဟုတ်ချက်ပေါက်မှာသွားပြီးတော့၎င်းမေးမြန်းလို့ရပါရဲ့ရှင့်ကဲမေးရတော့ခုဒါတော်တော်လေးကိုသဘောကျနေပေါ့နော်ကန်ခုမေးဘလော်လေးကိုဒီနားမှာပဲအဆုံးသတ်လိုက်မယ်နော်နောက်မေးဘလော်ဘလော်လေးလောင်းမယ်ဆိုတော့လည်းဆက်လက်ပြီးဆောင်ရအောင်အပိတ်ရှိပေးပါအောင်ရှင့်နောက်ဘလော်မှာပြန်လည်ဆုံးတင်မယ်နော်အားလုံးပဲတတ်တောင်း